ဖိလစ်ပိုင်နိုင်ငံတွင်အင်အား9.5အဆင့်ငလင်းလုခတ်မှုကြောင့်ဆူနာမီသတိပေးချက်ကိုထုတ်ပြန်လိုက်ပါတယ်ဖိလစ်ပိုင်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းကအင်အား9.5အဆင့်ရှိသောအင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်ဆူနာမီတတိပေးချက်ထုတ်ပြန်ထားပါတယ်ငလင်ကြောင့်ဖိလစ်ပိုင်အရှိတောင်ပိုင်းနဲ့အင်ဒိုနီးရှားမှာဆူနာမီတတိပေးချက်တွေထုတ်ပြန်ထားပြီးကမ်းရိုးတန်းတစ်လျှောက်နေရာတော်တော်များများကိုလည်းအရေးပေါ်ရွှေ့ပြောင်းမှုညွှန်ကြားထားတယ်လို့သိရပါတယ်ဖိလစ်ပိုင်သတင်းဌာနတွေရဲ့ဖော်ပြမှုအရလူနှစ်ဦးသေဆုံးခဲ့တယ်လို့ကနဦးသိရပြီးနေရာအချို့မှာဆက်သွယ်မှုတွေပြတ်တောက်နေတဲ့အတွက် လူသေးဆုံးထိခိုက်မှုတွေထပ်တိုးလာနိုင်တယ်လို့သိရပါတယ်လက်တလောအခြေအနေကြောင့်လျှက်စစ်တပ်အားဖြတ်တောက်မှုတွေအဆောက်အဦပြည့်စည်ပြူချမှုတွေကိုရှင်းလင်းရေးလှုပ်ဆောင်နေပြီဖြစ်တယ်လို့အစိုးရတာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်